ကဲလာမယ့်9ရက်နေ့ရဲ့ USC 320အကြောင်းပြောမယ်။ခေါင်းပွဲ3ပွဲအကြောင်းပြောပြမယ်။တကယ်ဆိုရင်320ရဲ့ခေါင်းပွဲ3ပွဲစလုံးကကျွန်တော် ပြောပြနေစရာတော့မှမလိုဘူး။လူတိုင်းနဲ့ယဉ်နေပြီးသားပွဲတွေပါ။ Jimmy Boas ကနဲ့ Kali ရဲ့ Round 3တို့ပွဲ။ဒီပွဲကခံမရတော့ခတ်တယ်ဗျ။ Jimmy က Creative မှာ Shotgun Style ကိုပို့ရောက်တယ်။အရင်ပွဲတွေကလက်ချတက်တဲ့အားနှချက်ရှိပေမဲ့ ပါရိယံကိုနှစ်ကြိမ်ရှုံးပြီးတဲ့နောက်ဂျမုံးကြီးနဲ့ပွဲကစပြီးတော့လက်ကပြန်တင်လာတယ်။ဆိုတော့အခုပွဲမှာလည်းလက်ပြန်တင်လာမယ်လို့မျှော်လင့်ပါတယ်။မတင်မဲနဲ့ခရတီစတန်ဂျီနဲ့ပဲဆော့မယ်ဆိုရင်တော့သူတစ်စစ်နိုင်လိမ့်မယ်။ Round 3ရအောင်မွေထိုင်းသမားပါ။ပါရိယံကိုတိုင်းနာတစ်ခုထိဒုက္ခပေးနိုင်ခဲ့တယ်။ UFC မှာမွေထိုင်းပညာရပ်ကိုတိတ်ပြီးတော့မပြုတ်ပြင်ဘဲနဲ့အကောင်းဆုံးသုံးနိုင်တဲ့လူလို့သတ်မှတ်ထားကြတယ်။အဲ့လင့် တက်ရှစ်တက်လုံးသုံးနိုင်တယ်ဂျီဝီကမကီဝါရာပန့်ရယ်စပိန်အဲပို့ရယ်ဂျော်ဒန်ကေရယ်ရှိမယ်ရောင်ထီကကြတော့တက်ရှစ်တက်လုံးရမယ်ဒီပိုင်းမှာရောင်ထီတာမယ်ဇာဘိုင်ယာနှစ်အောင်လုံးတိတ်ပြီးတော့မကွာဘူးထိလေလိုက်တက်တဲ့တိတ်ပြီးတော့သွေးမကြောင်တဲ့ကောင်းတွေကြီးပဲ 5IG ဘိုင်းတဲ့ဘူရှီရိုစိတ်တက်နဲ့ပို့ပြီးတော့ဆော့တက်ကြတဲ့သူတွေပါ ပြောရခက်တဲ့ပွဲပြ။ပေါင်ကြီးမှာ GW ကို1.553 round 3ကို2.41ဖောက်ပေးထားပါတယ်။ပေါင်ကြီးရဆိုရင်တော့ GW ကပိုတာပေမဲ့ကျွန်တော်ကတော့50 50ပဲပေးပါတယ်။တကယ်ကိုကောင်းတဲ့တန်စကားတက်ကခရတင်းနဲ့မွေထိုင်းရှင်ပြိုင်နဲ့ striking ပွဲတပွဲဖြစ်လာပါလိမ့်မယ်။ဒုကောင်ပွဲဘန်တန်ဝေတန်ရဲ့ cafe နဲ့ Cody Sahagan တို့ပွဲပါ။ Cody က ranking number 4ပါ။တိုးထက်မှာ Peter Yan, Uma Norman Campbell နဲ့ Omelie တို့ရှိမယ်။ ဥမာယောအိုမယ်လီယောပီတာယန်ကိုယောမာရဂျီကအနိုင်ယူပြပြီးပါပြီပီတာယန်ကနိုင်ပွဲတွေပြန်ရပြီဆိုပေမဲ့ခုနလပိုင်းကမှသူကပွဲထိုးထားလို့တပတ်လုံးခွင့်ရဖို့အတွက်ကြတော့ကိုရီဆန်ဟန်ကန်ကအကောင်ဆုံးအနေထားဖြစ်နေတယ်။ဒါကြောင့်မယ်ကိုရီဆန်ဟန်ကန်ကတပတ်လုံးခွင့်ရလာတာပါ။ Flyweight တို့ Bantamweight တို့ဆိုတာကရှယ်ယုံနိုင်တဲ့ခေါင်းတွေကြီးပါပဲ။တော်ယုံတက်လုံး တော်ရုံပညာနဲ့မရဘူး။ကိုရီဆန်ကန်ကလည်းတောက်လျှောက်ယုံနိုင်တဲ့ကစားသမားတစ်ယောက်ပါ။ DJ ဒေလာရှော့ကို9မိနစ်5ကြီယုံတယ်။ပီတာယန်ကို9မိနစ်5ကြီယုံတယ်။မာလွန်ဗဲရာကို9မိနစ်5ကြီအပြည့်ယုံထားတယ်။ဥမာနော်မက်ကမဲတိုးလိုကောင်းကိုလည်း9မိနစ်5ကြီရအောင်ယုံထားနိုင်တယ်။ဆိုတော့25မိနစ်တက်လုံကသူ့မှာရှိပြီးသားပါ။ဘာကြောင့်ကျွန်တော်ကတက်လုံအကြောင်းပြောလဲဆိုရင်အခုတွေ့မှာကမာရပါမြင်းအစုံနဲ့ဒီဇယ်အင်ဂျင်ကိုကွန်ဘိုင်းလုပ်ထားတဲ့ဘဲပါ အချိန်ကြာလေးပို့ပြီးတော့လုံးနိုင်လေးပို့ပြီးတော့ယုံနိုင်လေးဆိုတော့ကော်ရီရဲ့တက်လုံကဘလောက်ထိကောင်းလဲဆိုတာကဒီပွဲရဲ့အဖြစ်ဖြစ်သွားပါလိမ့်မယ်ကိုရီဆန်အကကအရက်9ဘီ17လက်မနဲ့ reach က80လက်မထိရှိတဲ့သူပါသူရဲ့ physical က light weight တန်းလောက်တိရှိတယ်။ဆိုတော့အဲ့ဒီပိုင်းမှာအာတာလာဆိုရင်တာတယ်လို့တော့အချက်လက်အရာတော့ပြောလို့ရမယ်။သို့တော့ Maraji ကအဲ့အရာမောင်းနဲ့အဲ့ reach ရှိတဲ့ Omelie ကိုနှစ်ခါနိုင်ပြီးပါပြီ။ဆိုတော့ Curry အနေနဲ့ အိုမလီလမ်းစဉ်ထပ်ပို့ပြီးတော့စဉ်းစားဖို့လိုလာပြီမဟုတ်ရင်တော့ကင်ပေါက်လိုက်ပြန်ကောင်းလိုက်ပဲအလုတ်ခံရပါလိမ့်မယ်ကိုရီဆန်ဟန်ကန်ရဲ့ training တွေကိုကျွန်တော်လိုက်ကြည့်တယ်လွန်ခဲ့တဲ့နှစ်လတည်းကတိုက်တောင်းဖက်တွေကို share ကျင့်နေတယ် counter striking ဘိုင်းနဲ့ပဲထွက်လာဖို့တော့ရှိတယ်လို့မြင်တယ်ကျွန်တော်ခုနကပြောတဲ့အိုမလီရဲ့ plan အတိုင်းထွက်လာမယ်ပေါ့အလုတ်ဖြစ်ပါစေပေါ့ဗျာမဖြစ်ရင်တော့ထူထောင်ခံရမှာဒီလိုတော့ပြောလို့ရတယ်ဗျရှင်းနှချီမှာကိုရီကိုမျောလင်းလို့ရပြီးတော့တုံးကြီးနဲ့နောက်ပိုင်းမှာမရက်ကြီးပဲစီးသွားပါလိမ့်မယ်အမှန်ဆုံးဖြစ်မှာလဲမရက်ကပဲ ်နိုင်ဖို့များပါတယ်။ပေါင်ကြီးမှာမရက်1.232ကိုရီကို4.265ပေးထားပါတယ်။ Okay နောက်ဆုံးပွဲမဂိုမက်အခလိုက်ဖ်နဲ့ LS ပါရီယာတို့ပွဲ။မက်ရှလာရှိရနေတော့ UFC 313မှာတွေ့ပြီးပြီ။အမှန်ဆုံးဖြတ်တိရောက်တယ်။မဂိုမက်ကြီးတာတယ်။ဒါပေမဲ့ပါရီယာကရှေ့ပွဲတွေမှာကပတ်ကိုကာကွယ်ပြထားနိုင်တာရဲ့ပြီးတော့ LS ပါရီယာဆိုရဲ့ဂုံဘုတ်ရှိတာရဲ့ ငါကြီးအပြစ်အတိုင်းအတာတစ်ခုတည်းယုံပြနိုင်နိုင်ရဲ့ကြောင့်ချက်ချင်းမကြေပွဲပြန်ရတာပါအလဲထုတ်ခံခဲ့ရမယ်ဆိုရင်တော့ချက်ချင်းကပတ်လူကွင်းကတော့ပြန်ရမှာမဟုတ်ဘူးပရမချင်းတွေ့ဆုံမှုမှာမွေ့မွေ့ချင်းအောင်ခြေတွေမြင်ခဲ့ကြတယ်ပါရရကမဂုံမဲ့ဝင်လုံးမယ်ဆိုတာကိုသိတယ် ဲ့တော့တိတ်ချောင်းတစ်ဖက်ကိုရှယ်ပြင်ဆင်လာတယ်။အလုပ်ဖြစ်တယ်။မဂိုမက်ဆွဲလဲလို့မရဘူး။မဂိုမက်ဘက်ကလည်းပါရီယာရဲ့ဘယ်ဝိုက်လက်သီးတုံးမရအောင်ပိတ်ပြီးတော့ဆော့တယ်။ပါရီယာတိုင်ပြန်ပတ်တယ်။နှစ်ယောက်စလုံးကတယောက်ရဲ့အာသာချက်ကိုတယောက်ကပိတ်ပြီးတော့ဆော့နိုင်တော့ပွဲချိန်ကရှည်သွားတယ်။ဖိုက်တာနှစ်ယောက်စလုံးကပွဲချိန်ရှည်တာကိုမလိုလားတဲ့သူတွေပါ။အပြည့်ဖြစ်ချင်ကြတဲ့ကောင်းနေကြီးပဲဒါပေမဲ့အမားအနေဆုံးဖြစ်အောင်စော့သွားရတော့မကြည့်တဲ့လူတွေအတွက်ပြင်းဖို့နည်းနည်းလေးတော့ကောင်းသွားတယ်ဒီ fighting spot ကတော်တော်လေးကိုလက်ပေါက်ကတ်တဲ့အာကစားနီတစ်ခုပြ ဘာမှအပြတ်ပြောလို့မရအောင်အခုပွဲကလည်းတယောက်လက်ရည်ကိုတယောက်သိနေလို့ပွဲချိန်ကြားနိုင်တယ်လို့ပြောလို့ရပေမဲ့ပြောချင်ပင်မဲ့ပေါ့နော်အလဲပြောင်းအမားရွှဲလေးတစ်ခုကလည်းပွဲတစ်ပွဲရဲ့ရာလက်ကချက်ချင်းပြောင်းလဲသွားနိုင်သေးတယ်ဆိုတော့ကျွန်တော်မြင်တာကတော့ဒီပွဲမှာပါရရကမီးစင်ကြီးကပြီးတော့မဂိုမတ်ကြီးက game plan အစ်စ်နဲ့ ပွဲထွက်လာနိုင်ခြင်းရှိရလို့မြင်တယ်။ရှေ့ပွဲမှာတန်တကာနိုင်ရောက်တော့မှခြေဆွဲပေမဲ့ဒီပွဲကကွင်းလက်မာတွေကခြေဆဆွဲလိမ့်မယ်။သူလေ့ကျင့်နေတဲ့စပရောတိတ်ချောင်းကကွင်းလက်မာအသုံးပြုမဲ့တက်ကနစ်မျိုးတွေပါ။ဒါကြောင့်မိုကိုမတ်ကြီးကဝင်တော့ထက်လုံးမယ်။ဒါပေမဲ့ကွင်းလက်မာဖြစ်ပါလိမ့်မယ်။ပါရီယာကတော့ရှေ့ပွဲတွေအတိုင်းပဲတစ်ချက်ကောင်းအောင်စောင့်ပြီးတော့ဆော့ပါလိမ့်မယ်။ဒါတော့ပဲပြောလို့ရပါတယ်။ပေါင်ကြီးမှာမိုကိုမက်1.33ပါရီယာ3.385ဖောက်ပေးထားပါတယ်။မိုကိုမက်ကအထက်ကြီးပါပါရီယာကအောက်ကြီးပါ။ UFC 320ပွဲစဉ်တွေကို Telegram မှာကျွန်တော် live လွှင့်မှာပါမြန်မာအချိန်မနက်စောစော၄နာရီခွဲလောက်ထဲက Brilliant Cat တွေကစမယ် Main Cat တွေက9နာရီဝင်ကျင်လောက်ဖြစ်မှာပါတင်းဝင်နေနေကြရင်တွေ့ရအောင်နေရတာပါတဒါ Social Media Platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSNH ကိုသုံးပါ